စဉ်းစားကြည့်နော်ဒါကြောင့်မို့ကိုကိုကိုဒီတန်တရာဒုက္ခကိုတကယ်ကြောက်တာဟုတ်ရဲ့လားတကယ်လွတ်မြောက်ချင်တာဟုတ်ရဲ့လားအထုတ်ထိတ်ရကျင်သင်းတဲ့အရာဖြစ်ကျင်သင်းတဲ့အရာကတော့တကယ်တမ်းကအဲဒါပဲဒါဟိုတုန်းကလေဒီဆိုတော့ဘုရားကြီးရဲ့စာရီဖတ်တုန်းကတော့အော်တန်တရာကြီးကကြောက်เสียပါလားတွေးမိတယ်နော်ကြောက်เสียကြီးပါလားလို့သာတွေးတာကြောက်သလားဆိုတော့လေမကြောက်ဘူးခုနကပြောသလိုပဲအပေလေးပုံလောက်ပဲကြောက်တယ်ပေါ့စိတ်ကဟုတ်လား တကယ်ဆိုလို့ရှိရင်ဒီယုတ်တည်နေနေဆင်းဆက်မပြတ်ဖြစ်နေတဲ့သဘာဝဆိုတာကိုကကောင်းတဲ့သဘာဝမဟုတ်ဘူးလို့ဓမ္မစွာဘုရားဟောတဲ့ဒေသနာတွေเนาะအကုန်လုံးကိုအခြေခံပြီးတော့ဘုန်းဘုန်းတို့ကြားဘူးထားတာပဲသိထားတာပဲသို့တော့သိတာသိတာပဲတကယ်ကြောက်သလားဆိုတော့မကြောက်ဘူးเนาะတော့တကယ်ကြောက်တဲ့စိတ်ဖြစ်ဖို့ဆိုတာကဘုန်းဘုန်းမြန်တွေးကြည့်တာပေါ့เนาะကိုယ့်ကိုကိုချင်းစာစိတ်နဲ့တွေးကြည့်တာပေါ့ဒါတော်တော်မလွယ်ဘူးလို့တန်တရားကိုတကယ်ကြောက်တယ်တကယ်လွတ်ချင်တယ်ဆိုရင်ဘုန်းဘုန်းတို့က သဘောကျပါတယ်ဒါချီးမွမ်းပါတယ်ဒါသူဖြစ်တဲ့နာကိုသူ့စိတ်ထရဖြစ်ချင်သွားတယ်ရတဲ့နာကိုသူ့စိတ်ထရရချင်သွားတယ်တော်တာပဲလို့ကို့မှာတော့အဲ့လိုတော်တဲ့သဘောကများများစားတာမရှိဘူးဒါကိုကိုကိုစဉ်းစားပြီးတော့ပြောတာပါ ဟုတ်လားဒါပေမဲ့ဒီတရားလေးကိုဆက်ပြီးတော့နားတဲ့နေရာမှာအရာသာရှိဖို့ဆိုတာကကိုကအခြေခံကဘာရချင်တာတုံးဘာဖြစ်ချင်တာတုံးဆိုတာကိုပြတ်သားထားမှမြတ်စွာဘုရားဒီမှာ လမ်းကြောင်းတည့်ပေးတယ်ဆိုတာတန်တရားဝရှင်ရလွတ်ဖို့အတွက်လောက်ရမယ့်အလုပ်ကိုညွန်ပြထားတာနော်နိဗ္ဗာန်ချမ်းသာကိုရခြင်းတယ်ဝိဒုက္ခကတကယ်လွတ်ခြင်းတယ်ဟိဒုက္ခကတကယ်လွတ်ခြင်းတယ်အဲ့ဒီလောက်ထိစိတ်ဖြစ်လာပြီအဲ့ဒီလောက်ထိမွန်မြတ်တာကိုရခြင်းလာပြီဖြစ်ခြင်းလာပြီဆိုရင်ဘယ်လိုလုပ်မလဲအဲ့ဒါကိုတော့တည့်ပေးထားတယ်တော့ဘုံဘုံကအစာတဲကွာစားအဲ့ဒီအချက်ကဖြစ်ခြင်းနဲ့ရခြင်းနဲ့အချက်ကအာပျော့နေလေတန်တရာဝိဒုက္ခကလွတ်ဖို့အင်းပျော့တော့ပျော့တာပဲဒါမဲ့တကယ်လုံနေတာကအဲ့ဒီအတွက်လုံနေတာ အလွန်နဲတယ်ဟုတ်တယ်မို့လားနိဗ္ဗာန်ချမ်းသာရအောင် လုပ်ဖို့ရတော့ရချင်းတယ်လို့ပြောတာပဲဒါပေမဲ့တကယ်ရှားနေတာတိပိဟာတွေပဲရှားနေတယ်တိပိဟာတွေပဲလုံနေတယ်ဟုတ်လားဒါကြောင့်မို့လို့ကိုဘာရချင်းတယ်လဲဘာဖြစ်ချင်းတယ်လဲဆိုရင်ကိုဘလူတွေလုံနေတယ်လဲဘာတွေရှားနေတယ်လဲဆိုတာကိုစဉ်းစားရမှာအဲ့ဒီအတွေးရှိမှဒီဒေသနာလေးကစိတ်ထဲမှာထိထိမိမိရှိမှာပေါ့နော်အခုမြတ်စွာဘုရားကပါလဲ တန်တရာဝရှင်ကလွတ်မြောက်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ယဟန်ပြုလာကြတဲ့ပုံကိုယ်တွေတကယ်ယဟန်ဖြစ်လာပြီဆိုတော့ဘာတွေလုံရင်းနဲ့ချိန်ကုန်လဲဖနှက်ချုပ်ရင်းနဲ့ချိန်ကုန်ဟုတ်လားဘာမှအရေးမပါတဲ့ကိစ္စလို့ရှုံနိုင်တယ်ပေါ့နော်ဒါပေမဲ့စိတ်ဆိုတာလည်းအခက်ကြီးသူအရေးပါတယ်ထင်ရင်ထင်းနေတာပဲပါတယ်ထင်းနေတာပဲအချိန်ကုန်လို့ကုန်မှမသိတကုတ်ကုတ်ပါတော့လုံနေတာပဲဟုတ်တယ်မဟုတ်လားကိုဘဝပေးလိုက်ရတယ်ဆိုမစင်းသားမိဘူးကိုအလုပ်တွေပြက်သွားတယ်လို့မစင်းသားမိဘူးနော်စဉ်းစားကြည့်ဟုတ်လား ဒါကြောင့်ဒီဒေသနာလေးကိုလေးလေးနက်နက်စဉ်းစားဖို့စကားနေတန်းတွေဖို့ဖို့အများကြီးပြောနေတာအဲ့ဒါအတိပ္ပယ်ပဲပြောနေတာမဟုတ်เนาะကိုဘာဖြစ်ခြင်းတည်းလဲကိုဘာရခြင်းတည်းလဲတကယ်တမ်းသာသနာတွေ့သာသနာနဲ့တွေ့တဲ့လူတယောက်အနေနဲ့ဘာဖြစ်တင်တယ်လဲဘာရတဲ့တယ်လဲဟုတ်လားဖြစ်တင်တာရတဲ့တာတော့အကောင်းဆုံးကဘာလဲတန်တရားဝိဒုက္ခကလွတ်မြောက်ဖို့တရားဒုတိယမြတ်ကိုရဖို့ဘုံဘုံတို့ကခုတန်တရားကိုကြောက်တယ်ဆိုတာ မသေးကြတဲ့သဘောကိုပဲကြောက်နေတာလေတကယ်တမ်းအတန်တရားဆိုတာလည်းပဲသေးတော့သေးကြတဲ့သဘောတော့မဟုတ်ဟုတ်လားသို့တော့ကိုကိုသေးကြတဲ့ထင်ပြီးတော့မသေးကြတဲ့သဘောကိုမေ့နေတဲ့အခါကျတော့ကြောက်အောင်မှမသိဘူးနော်တကယ်တမ်းကတော့ဘာမှသေးကြတာမဟုတ်အချိန်မွေးပြည့်စည်ပြီးတော့အချိန်မွေးရောက်ချင်တဲ့ဘဝကိုရောက်သွားနိုင်သို့တော့မသေးကြတဲ့သဘောကိုမမြင်တဲ့အခါကျတော့ကြောက်အောင်မှမသိဘူးပေါ့နော်သေးကြတဲ့ထင်ပြီးတော့ကိုယ့်အကိုနော်ရက်တည်နေတယ်လို့ပဲထင်းနေတာဒီတိုင်းပဲဆက်လုပ်သွားမယ်ဟာကိုယ့်အကိုကိုယ့်တွေ့ကိန်းနဲ့ကိုအစင်းကိုပြေးနေတာ တကယ်တမ်းအကုတ်တော်ကိန်းတွေဟာအခါခါသိမ်းမှန်နိုင်မလားအဲ့မှာနော်ဖြစ်ချင်တာဖြစ်မှာ ဟုတ်လားဒါကြောင့်တန်တရားရဲ့သဘောဟာတကယ်တမ်းကတန်တရားကိုကြောက်တဲ့စိတ်ကလေးနဲ့မြန်နေနေရားကျင်တယ်ဆိုလို့ရှိရင်အဲ့ဒီမသေးကြတဲ့သဘောမရေးရတဲ့သဘောကိုစဉ်းစားတဖို့လိုတယ်စာလို့ပြောရရင်သူကနိယတအနိယတလို့ပြောတာ၄ရှိတယ်နိယတဆိုတာနော်ကျင်းသေးသွားပြီမြဲသွားပြီဆိုကြပါစို့တောတပံဖြစ်သွားပြီဆိုရင်အပေလေးပါးကိုမကြတော့ဘူးသူတည်တာနဲ့အပေပုံကိုမရောက်တော့ဘူးကောင်းတဲ့ဘဝကိုရောက်ဖို့ကျင်းသေးသွားပြီ ုထုဇဉ်တွေကြတော့သေပြီဆိုတာနဲ့ဘယ်ရောက်မယ်ဆိုတာမသေးကြဘူးနော်အုံမေမောအုံဒီတလုံးထမ်းမေမောထမ်းဒီတလုံးပြုတ်ကြပြုံးစုပြုတ်ကြလာပြီးတော့လိမ့်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 နဲ့ဘယ်နှရက်သွားမယ်လို့ဘယ်သူမှကြိုပြီးတော့မမှန်းနိုင်သူကြွေနေတဲ့နေရာကြွေပြီးသူရက်ချင်တဲ့နေရာရက်သွားမယ်အဲ့လိုပဲတိရွက်ကလေးတွေကြွေကြသွားတယ်ဘယ်နှကြသွားမယ်လို့ဘယ်သူမှအတိအကျနေရာကိုမှန်းလို့မရဟုတ်တယ်မဟုတ်လားဒါမဲ့ငှက်တဲ့ကောင်ဟောတိပင်ပေါ်မှာနားတယ်တိကိုင်းကျိုးသွားတယ်ဒါပေမဲ့အဲ့ဒီငှက်အောက်ပြုတ်ကြမလား ြုံကြဘူး။သူဘယ်နာမှာနားမယ်။သူရည်ရွယ်တဲ့နေရာကို तू နားနိုင်ခွင့် तू မှာရှိတယ်။အဲ့ဒီအစွမ်း तू မှာရှိတယ်။ဘာလို့လဲဆိုတော့ तू မှာအတောင်မှန်ရှိတယ်။အရိယာဖြစ်သွားပြီဆိုရင် तू အသေးချသွားပြီ။အဲ့ဒီလိုစိတ်မျိုးနဲ့ဆိုတော့တရားထူးတရားမြတ်ရကျင်တဲ့စိတ်ကလေးကမဖြစ်လာတော့ထက်သန်လာ။အဲ့တော့တရားမရကျင်ဘူးလားလို့မေးရင်တော့လူတရားမှာ99ယောက်လောက်ကရကျင်တာပေါ့တကယ်လဲရကျင်ကြမှာပါပဲ။ဒါမဲ့စောစောကပြောတယ်တန်တရားလွတ်ချင်သလားတန်တရားကိုတကယ်ကြောက်သလားလို့မေးရင်ကျတော့ရိုးသားသားဖြစ်မယ်ဆိုရင်ကြောက်တဲ့စိတ်ရှိဖို့တိတ်ပြီးတော့ မလွယ်ဘူးလူအများစုတန်တရားကိုကြောက်တယ်ဆိုတာအပေလေးပုံတော့ကိုပဲကြောက်ကြတယ်လို့ဥစဉ်ကတော့ကိုချင်းစားပြီးတော့အဲ့လိုတွေးကြည့်တယ်ပေါ့နော်တကယ်သာဒီဘဝကိုကြောက်မယ်ဆိုရင်ဒီလိုပဲနေပါမလို့ဟုတ်တယ်မဟုတ်လားတရားတော်မှဖုံဖုံတို့ကကြုတ်ချခဲလုပ်ပြီးတော့ရမယ်ဆိုရင်မလုပ်သေးဘူးအလကားအချောင်ရမလားလို့လည်းတခါလေးစောင့်နေသေးတယ်ဟိုဟာလေးလှုပ်ဆူတောင်းဒါလေးလှုပ်ဆူတောင်းဘယ်ချိန်မှန်းတိုးလာမလဲပေါ့ဟာဘလောက်စိတ်ကကိုဖြစ်ချင်တာတွေကိုရချင်တာတွေရဲ့ပုံမှာမထက်တန်တယ်လဲဆိုတာမတွေ့နိုင်ဘူးလား ခုကိုလှုပ်နေတာကိုရှားနေတာကိုကြည်ချင်းအဖြစ်ကိုရကျင်တာကိုအရာယူဖို့ကိုဖြစ်ကျင်တာကိုဖြစ်အောင်လှုပ်ဖို့ဆိုတဲ့ဥစ္စာအလွန်အားနေနေတာကိုမသိနိုင်ဘူးလားသိနိုင်ရဲ့နော်အခုဒီမှာမြတ်စွာဘုရားတန်တရာဝတ္တုကကလှုပ်အောင်ဆိုတဲ့မွန်မြတ်တဲ့ယူရခြင်းနဲ့ယဟန်တော်ပြုတ်လာတယ်ဒါပေမဲ့တကယ်တကယ်အချိန်ကုန်နေတာကပနတ်ချုပ်ရင်းနဲ့အချိန်ကုန်နေတယ်အဲ့တော့မြတ်စွာဘုရားဘလို့ဟောတော့ယံဟိကိစ္စအပဝိဒ္ဓအကိစ္စပနာကိရတိဩနလာနပမတ္တာနတေတံဝဒ္ဒန္တိအာတဝါဒါပထမကထာလေး သေချာလေးအသေးပဲကိုနားထောင်ကြည့်မယ်နော်ယံဟိကိစ္ဆံအပဝိဒံလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်နော်အဲ့ဒီအလုပ်ကိုဖြစ်ထားတယ်အေးတဲ့အဲ့တော့လူတယောက်မှာဘယ်အလုပ်ကလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်လဲလို့ပြောဖို့ရာက तू ဘာဖြစ်ရှင်တယ်ဘာရချင်းတယ်ဆိုတဲ့မိကွန်းပေါ်မှာပဲကြည်ပြီးတော့ဆုံးဖြာမှာပတ်စံရှာနေတယ်ပတ်စံရချင်းတဲ့လူတယောက်ဟုတ်လားအစဉ်ပြေတာကိုဖြစ်ချင်တဲ့တတိဖြစ်ချင်တဲ့လူတယောက်ကိုဟာတရားအထုတ်တာသူ့အလုပ်လို့ပြောရင် तू လက်ခံမလားဟာ သူ့လောက်ကပါတော့သူ့ပဆန်ရှာမှာလေဒါပဲကြံမယ်ဖမ်းမယ်လုံမယ်ကြိုက်မယ်ပြောမယ်ဆိုမယ်ဟုတ်လားဒါကြောင့်လှုပ်တဲ့နဲ့အလုပ်ကိုပြစ်ထားတယ်ဆိုတာလှုပ်တဲ့နဲ့အလုပ်ကဘယ်လှုပ်တော့ဟောစဉ်းစားတဲ့အရာကိုပြောနေတာဘုံဘုံဟုတ်လားလှုပ်တဲ့နဲ့အလုပ်ကဘယ်လှုပ်တော့သူ့ကိုပဲပြန်ပေးရတော့မယ်မင်းဘာရကျင်တာလို့ဘာဖြစ်ကျင်တာတော့အဲ့ဒါကိုကြည့်ပြီးတော့မှသူ့အတွက်ဘယ်လှုပ်ဟာလှုပ်တဲ့နဲ့လဲပညာရှာမယ်ဆိုရင်တော့ပညာသင်ဖို့ဟာပညာရကျင်တယ်ဆိုရင်တော့ပညာသင်ဖို့ဟာသူ့အလုပ်ပေါ့နိဗ္ဗာန်ရကျင်တယ်သူတော်ကောင်းဖြစ်ကျင်တယ်အဲ့ဒါဆိုရင်တော့ဘာတော့ တရားအထုတ်ဖို့ရာသူ့အလုပ်ပေါ့ဒီနေရာမှာမြတ်စွာဘုရားဘာကိုညွှန်းတာတော့သာသနာနဲ့တွေ့နေတဲ့လူသားတယောက်အတွက်နော်အလုတ်တင်ဆုံးအလုတ်ဟာဘယ်အလုတ်လဲအကောင်းဆုံးအကျိုးရလက်ကိုထွက်စေတဲ့နိဗ္ဗာန်ချမ်းသာကိုရရစေတဲ့အလုတ်ပဲတကယ်တမ်းကတော့ကျန်တဲ့အလုတ်တွေဆိုတာကတော့ဘယ်လိုပြောမလို့သူ့ပမာဏနဲ့သူတော့သူ့အရှင်းနဲ့သူတော့လည်းပဲရှိမယ်ပေါ့နော်သူလောကနဲ့သူပေါ့ဟုတ်လားဒါမဲ့နိဗ္ဗာန်ချမ်းသာကိုရအောင်လုပ်တဲ့အလုတ်နဲ့နှိုင်းစာမယ်ဆိုရင်တော့အဲ့ဒါတွေကဘာမှအရေးမပါတဲ့အလုတ်တွေပဲဟုတ်တယ်မဟုတ်လား ဒါကြောင့်မြတ်စွာဘုရားဒီယန်းတွေကိုရည်ရွယ်တာဒါယန်းတာဖြစ်ကြတော့မဲ့ပုံကိုယ်တွေနော်မကြခင်မှာယန်းတာဖြစ်တော့မဲ့ပုံကိုယ်တွေအတွက်ပြောနေတာကိုလှုပ်တဲ့နဲ့အလုတ်ကိုဘာလို့တော့ဖြစ်တာတွေတဲ့အာကိစ္စံပါဏကီးတဲ့တီးတဲ့မလှုပ်တဲ့နဲ့အလုတ်ကိုကြတော့လှုပ်နေတယ်တဲ့အဲ့တော့မလှုပ်တဲ့နဲ့လှုပ်ကဘယ်လှုပ်တော့ကိုရားကျင်တာကိုဖြစ်ကျင်တာနဲ့သွေးဖီးနေတဲ့အလုတ်တွေဟာမလှုပ်တဲ့နဲ့အလုတ်ပဲဒါကြီးဘူးရပြောတာပါဟုတ်လားတရားရကျင်တဲ့နိဗ္ဗာန်ရကျင်တဲ့ သူတော်ကောင်းဖြစ်ခြင်းနဲ့အရိယာဖြစ်ခြင်းနဲ့ဆိုရင်နော်တရားလုပ်ကလွဲလို့ကျင်းတဲ့လုပ်တွေကဘာလို့အဲမြ мян ရခြင်းနဲ့ဆိုရင်တော့မြ мян ကိုအဲ့ဒါကိုထားခဲ့မှရမှာနော်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားလှုပ်တဲ့နဲ့အလုပ်ကိုပြစ်ထားပြီးတော့မလှုပ်တဲ့နဲ့အလုပ်ကိုလှုပ်နေမယ်ဆိုရင်တဲ့အုံနလာနဲ့ပမတ်တာနဲ့အဲ့ဒီပုံကိုယ်လေးရဲ့စိတ်ကနော်တတိကင်းပေါ်ပြီးတော့မိမိရော်ရော်ကြီးဖြစ်ပြီးတော့တခါတလေကိုယ့်ဟာကိုအထင်နေနဲ့နော်ထောင်လွှမ်းပြီးတော့တခါလေကိုယ့်ဟာကိုစိတ်က မြင့်မားနေတာတွေရှိတယ်။အနှစ်သာရရှိရှိမြင့်နေတာတော့မဟုတ်ဘူး။ကိုအတွေးကိုအထင်နဲ့မြူးနေတာပေါ့နော်။ရှိရင်တော့တေဥစာကိုလှုပ်တာလေးအစင်ပြေးပြီးဆိုရင်စိတ်ကမလုံးကြွတာကြွတာဖြစ်နေတာ။နော်ကျူယိုအလားထောင်လွှားသောမမနာရှိတယ်။ကိုဟာနဲ့ကိုထင်းနေတာပေါ့။သူများကိုနှိမ့်ချတာမျိုးတော့ရှိချင်မှလည်းရှိမယ်ပေါ့။ကိုဟာကိုအစင်ပြေးနေရင်လည်းပဲကိုအထင်တစ်လုံးနဲ့မဖြစ်နေတော့မြင့်နေပေါ့စိတ်တွေကဟုတ်လား။အုံနလာနံဆိုအဲ့ဒါကိုပြောတာ။ပမတ္တာနံဆိုတာဘာလို့မေ့လျော့နေတာ။ တကယ်လောက်ရမယ့်အလုပ်ရဲ့အပေါ်မှာသူတတိမရှိဘူးအဖြစ်ချင်းလို့ဖြစ်နေတာပေါ့စိတ်အခြေအနေကဟုတ်လားအဲ့လိုမျိုးမြင်မာတဲ့စိတ်တွေနဲ့မြင်မာတဲ့စိတ်ဆိုတာမာနနဲ့မြင်တာကိုပြောတာနော်မိမိရောရောနေနေကြတဲ့ပုံကိုယ်တွေတွေ့တယ်တေတံဝဋ္ဌန္တိအာတောဟာအာတောတရားတွေပဲတိုးလာလိမ့်မယ်တဲ့အာတောတရားဆိုတာနော်အတဝဆိုတာသူကအရက်လို့အတိပ္ပယ်ရတယ် ဟုတ်လားအရက်တော့လို့အရက်မူးပြီဆိုလို့ရှိရင်အဲ့ဒီပုံကိုရစိတ်ဟာမမှန်ကန်ကမသိတော့ဘူးသူသိရင်သူကောင်းတယ်ထင်နေတာတွေထင်နော်အလွယ်လွယ်မှမှအမှန်အမှားထင်အမှားကိုအမှန်ထင်တကယ့်ကိုကပောက်တိကပောက်ချာအမှုသမားရဲ့နော်အမြင်ကိုဖုံဖုံတို့ဘလို့မှ နော်ညာနှုံးကြီးမှန်တယ်လို့ပြောလို့မရဟုတ်လားအဲ့ဒါလိုပဲတတ္တဝါတွေကိုမူးသွားစေတယ်မှားယွင်းသွားစေတယ်တရားသုံးမျိုးဟုတ်လားအဲ့ဒါဘာတော့ဆိုတော့လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ ာတဝဆိုတဲ့နာမည်နဲ့ပြောတော့ကာမတဝဘဝတဝဒိဋ္ဌတဝအဝိဇ္ဇတဝဟုတ်လားကာမတဝဆိုတာကာမအာယုံကိုလိုချင်တဲ့လောဘနော်ဘဝတဝဆိုတာကဒီလိုဖြစ်နေရတဲ့ဘဝတွေကိုပဲနော်မပြစ်နိုင်ဘူးဒါနဲ့ပဲနေခြင်းနေဘဝပေါ်မှာစွဲနေတာပေါ့နော်အဲ့ဒါတော်တော်ခက်တဲ့ကိစ္စနော်ဒီဥစ္စာဟုတ်လားတရားကိုကောက်လို့ရှိရင်ကာမတဝဘဝတဝဘာရတော့လောဘနော်ဒိဋ္ဌတဝဆိုတာထင်ရှားဖြစ်ပေါ်နေတဲ့ယုံနယ်ရဲ့ပုံမှာပုဂ္ဂိုလ်တ attva လို့အထင်မှားနေတယ် တိဋ္ဌသဝအဝိဇ္ဇာသဝဆိုတာကသစ္စာလေးပါးကိုမသိတာဘောအဆင်းရဲတယ်လို့မသိဘူးလောဘဟာဒုက္ခရဲ့အကြောင်းတရားလို့မသိဘူးနော်လောဘချုပ်မှဒုက္ခချုပ်မယ်ဆိုတာမသိဘူးနော်မဂ်ရှင်ပါးကိုကျင့်မှဒုက္ခချုပ်လိုက်မယ်လောဘချုပ်လိုက်မယ်ဆိုတာကိုမသိဘူးသစ္စာလေးပါးကိုမသိတဲ့မောဟအဲ့ဒါပါတော့အဝိဇ္ဇာသဝပါနော်တရားကိုကောက်လို့ရှိရင်အတောတရားဆိုတာပါတော့လောဘရဲ့ဒိဋ္ဌိရဲ့မောဟရဲ့ဟုတ်လားဆင်းရဲကြောင်တရားပူလောင်ကြောင်တရားတွေပဲ ရှုပ်ထွေးကြောင်းတရားမောပန်းကြောင်းတရားတကယ်ဒုက္ခဖြစ်ကြောင်းတရားတွေပဲအတော်တရားဆိုတာဟုတ်လားအဲ့ဒါစောစောကပြောခဲ့တဲ့ဒေသနာလေး ਨੇ ပြန်ဆက်တော့လှုပ်တင်တာကိုပြစ်ထားမယ်မလှုပ်တင်တာကိုလှုပ်နေမယ်ဟုတ်လားလှုပ်တင်တာမလှုပ်တင်တာဆိုတာကိုဘာရခြင်းတည်းလဲဘာဖြစ်ခြင်းတည်းလဲဆိုတာ ਨੇ ကြည့်ရမှာနော်ဟုတ်လားကိုကတကယ်ငြင်းအေးခြင်းတည်းသူတော်ကောင်းဖြစ်ခြင်းတည်းတရားသူတရားမြတ်ရခြင်းတည်းတန်တရားမှာသေချာခြင်းတည်းအနည်းဆုံးတော့နောက်ဆုံးတန်တရားဒုက္ခကလွတ်ခြင်းတည်းဟုတ်လား ဲ့လောက်ထိမြင်မာတဲ့ရည်ရွယ်ချက်ရကျင်မှုတွေဖြစ်ချင်မှုတွေရှိနေပြီဆိုရင်တော့ကိုဘာလို့တင်တယ်လဲဘာမလို့တင်မှုလဲဆိုတာကိုကောင်းကောင်းအဖြေထုတ်တတ်ဖို့လိုတယ်အဲ့ဒါနောက်ကထားကြတော့ပါလိမ့်မယ်လုံတင်တဲ့အလုပ်ဆိုတာဘာဆိုတာတိတိပြောလိမ့်မယ်နော်ဒီမှာတော့ရည်ပူရနားလည်ရမယ်ဟုတ်လားလုံတင်တဲ့အလုပ်ဆိုတာဘာတော့သူတော်ကောင်းတရားအလုပ်တတိပဌံဘာဝနာပွားများတဲ့အလုပ်ပေါ့အဓိကကတော့ဟုတ်လားမလုံတင်တဲ့အလုပ်ဆိုတာဘာတော့လောဘဒေါသမောဟတွေတိုးပွားကြောင်းအလုပ်တွေဟုတ်လားမေ့လျော့ကြောင်းအလုပ်တွေသူတော်ကောင်းတရားနဲ့ဘာမှမဆက်ဆက်တဲ့အလုပ်တွေ မလုတ်လဲဖြစ်ပါလဲနဲ့လုတ်နေတဲ့အလုတ်တွေအများကြီးရှိတာပေါ့နာမည်တက်မယ်ဆိုဘယ်ဆုံးမလို့ဟုတ်လားအဲ့လိုလုတ်တင်တာကိုမလုတ်ဖဲနဲ့မလုတ်တင်တာကိုလုတ်နေတဲ့လူတယောက်ဟာနော်မေးလျော်မှုတွေနဲ့စိတ်တွေနော်မမာနတွေနဲ့အထင်ရောက်မှုတွေနဲ့မြင်မာပြီးတော့ဘာတွေပဲတိုးလာတော့ဒုက္ခရောက်ကြောင်ပူလောင်ကြောင်ဆင်းရဲကြောင်အာတော်တရားတွေပဲတိုးလာ၏တဲ့သူတို့ငကိုတုံးကဘာတွေပဲဖြစ်ချင်တယ်ပြောပြောဘာတွေပဲရချင်တယ်ပြောပြောဟုတ်လားလုတ်တင်တာမလုတ်ဘူးမလုတ်တင်တာလုတ်နေတယ်ဆိုရင်တော့ ရမလားသူဖြစ်ချင်တာမရဘူးเนาะသူဖြစ်ချင်တာမဖြစ်ဘူးသူရချင်တာမရအောင်ဟုတ်လားအဲ့တော့ဒုတိယခါတာမြတ်စွာဘုရားစန့်ကျင်ဘက်လေးအနေနဲ့ဆက်ပြီးတော့ဟောတယ်ဒုတိယခါတာဘာပြောတော့ရေသင်္စသုတ္တမရတ္တနိစ္စံကာယကတတတိအကိစ္စံတေနတင်ဝတိကိစ္စံတတ္တစ္စကာရိနောကိစ္စေတတ္တစ္စကာရိနောတတနာသမ္မဇာနာနံအဋ္ဌံကိစ္စံတိအာတဝါနော် ရေသင်္စသုတ္တမရတ္တနိစ္စံကာယကတတတိတဲ့ လုံတဲ့နာကိုလုံမယ်မလုံတဲ့နာကိုမလုံဘူးဆိုတော့တော့ကိုဖြစ်ချင်တာကိုရချင်တာကိုပြီးပြီးပြင်းပြင်းသိပြီးတော့ကိုဖြစ်ချင်တာကိုဖြစ်အောင်လုံမဲ့လူတယောက်ကိုရချင်တာကိုရအောင်ရှာမဲ့လူတယောက်ပေါ့နော်အဲ့ဒီလိုကဘလို့တော့အကိစ္စံတေနတင်ဝန်တီမလုံတဲ့နဲ့အလုပ်ကို तू မမှီဝဲဘူးတဲ့ဆိုတော့စိတ်ထဲထဲမထားဘူးပေါ့နော်မလုံတဲ့နဲ့အလုပ်ကိုစိတ်ထဲထဲမထားအောင်နော် ကိစ္စံတာတိစ္ဆကာရီနောတဲ့ကိစ္စေတာတိစ္ဆကာရီနော လုံတဲ့နဲ့ဆိုတဲ့အလုပ်သူရချင်တာကို ရှာတဲ့အလုပ်သူဖြစ်ချင်တာကိုပုံဖော်မဲ့အလုပ်ပေါ့နော်အဲ့ဒီအလုပ်ကိုကြတော့တာတစ္ဆကရင်တော့တဲ့ဆွဲဆွဲမြဲမြဲလုပ်တယ်တဲ့อืมဘုံဘုံတို့မှာအဲ့ဒီအကြီးသူကအဓိကလိုနေတာပဲဆွဲဆွဲမြဲမြဲတဲ့ဘုံဘုံတို့ကဆွဲဆွဲမြဲမြဲရမရှိဘူးလေစိတ်ကူးပေါက်မှလုပ်မှာဟုတ်တယ်မဟုတ်လားဆွဲနေမြဲနေအောင်မလုပ်ဘူးနော်စိတ်ကူးပေါက်မှပဲလုပ်တယ်စိတ်ကူးကလည်းပေါက်ခဲလိုက်တာဒီလိုမျိုးသွားနေတာဟုတ်လား အဲ့တော့အဲ့လိုမျိုးမလုတ်တင်တာကို तू မမိဝဲဘူးလုတ်တင်တာကိုဆွတ်သွမြဲမြဲလုတ်တယ်ဘာတုံးလုတ်တင်တာကဆိုတော့ရေတင်စသုတမာရတ္တနေဆံကာယကတာတတိနော်နေဆံအမြဲမပြတ်ကာယကတာတတိကိုယ်ခန္ဓာကိုယ်ရဲ့အပေါ်မှာတတိထားတဲ့အလုတ်ကိုနော်သုတမာရတ္တအလွန်ပြင်းထန်တဲ့ကောင်းမွန်တဲ့လုံလဝိရိယနဲ့ तू ကစူးစမ်းဟောလုတ်တင်တဲ့လုတ်ပေါ်လာပြီနော်ဘာလုတ်တုံးကိုယ်ခန္ဓာကိုယ်တတိထားတဲ့အလုတ်ကာယကတာတတိနော်ကာယဆိုတာ तू က အပေါင်းစုလို့အဓိပ္ပာယ်ရတယ်။ခန္ဓာကိုယ်ကြီးဟာအမျိုးမျိုးသောသဘာဝတရားတွေပေါင်းစုထားတဲ့အပေါင်းစုကြီးပဲ။နောက်အကျဉ်းမြန်အဖြစ်ရုပ်အစုဝေးကြီးရဲ့နာမ်အစုဝေးကြီးရဲ့အစုဝေးကြီးနှစ်ခုပေါင်းစုထားတာပေါ့နော်။အဲ့ဒါနာမ်အစုဝေးကြီးကြတော့ရှုပ်ထွေးလွန်းလို့မြတ်စွာဘုရားလေးစု၄ပုံပုံပြရတယ်နော်။ကြားဘူးတယ်မဟုတ်လား။ဝေဒနာခန္ဓာခံစားမှုအစုအဝေးဟုတ်လား။သင်ညက်ခန္ဓာမှတ်သားမှုအစုအဝေးသင်္ခါရခန္ဓာ နော်စေတနာကောင်းဆောင်တဲ့ပြုလုပ်မှုသင်္ခါရအစုအဝေးဝိညာဉ်နဲ့ခန္ဓာတိမှုအစုအဝေးနန္ဒနန္တရားရှုပ်ထွေးလွန်းလို့များပြားလွန်းလို့ဆန်းကျယ်လွန်းလို့၄ပုံပုံထားတယ်အစုဝေးကြီး၄ခုအဲ့ဒီအစုဝေးကြီး၄ခုကနော်ရုပ်အစုအဝေးကြီးကိုအမိပြုပြီးတော့ဖြစ်နေတာပေါ့နော်အဲ့တော့ရုပ်အစုဝေးကြီးကိုဖုံဖုံတို့မြင်ဖို့ကြတော့ပို့ပြီးတော့နန္အစုဝေးကိုမြင်ဖို့တယ်လွဲကိုတယ် ရုပ်စုဝေးကိုမြင်အောင်ကြည့်လို့ရှိရင်နာမ်စုဝေးကိုလည်းမြင်သွားမယ်။ဘာလို့ဆိုအဲ့ဒီနာမ်ကဒီရုပ်စုဝေးကိုပဲအမိပြုတ်ပြီးတော့ဖြစ်နေလို့ဟုတ်လား။ဒါကြောင့်မလို့ဘုန်းဘုန်းတို့ဒီတရားမှတ်ကြရဲ။ဘာပဲဖြစ်ဖြစ်အနာပါနာကိုပဲမှတ်တယ်ပဲပြောပြောဟုတ်လား။ခန္ဓာမှာထင်ရှားဖြစ်နေတဲ့ရုပ်တဘာဝဣရိယာပုတ်ကြီး၄ပါးသွားတာရတာထိုင်တာလျောင်းတာဒီဖြစ်နေတဲ့ပုံစံအနေထားလေးတိုင်းနော်အထူးသဖြင့်တော့ထိမှုသဘောတွေကိုဒလဇက် သတိထားပြီးတော့နေမယ်ဆိုလို့ရှိရင် तू ကနန်တရားတွေကိုပါ तू ကမြင်လာနိုင်ဟောစားထဲမှာပြီးတဲ့ဥမာလေးတခုကောင်းနေပေါ်လာဟောပတိလေးတွေဆိုပတိစီလေးတွေကဘာနဲ့တည်ထားတာတော့ကျိုးနဲ့တည်ထားတာเนาะကျိုးကတခြားပတိစီကတခြားเนาะဒါပေမဲ့ပတိစီကဘယ်ကိုမှီးနေတာတော့ကျိုးကိုမှီးနေတာကျိုးမရှိဘူးဆိုရင်ပတိစီလေးတွေကအကုန်လုံးတစည်းတည်းပြန်ကျဲသွားမှာပေါ့ဟုတ်လားကျိုးကိုမှီးနေတာ ါပေမဲ့ပရိယပရိစီယကြိုးမဟုတ်တယ်လို့ကြိုးကလည်းပရိစီမဟုတ်ဟုတ်လားအဲ့လိုပဲရုပ်နဲ့နံနဲ့အချင်းချင်းအမိပြုတ်ပြီးတော့ဘာလို့ဖြစ်နေတာအဒီရုပ်အစုဝေးကိုလာဘုံဘုံတို့မြင်အောင်ကြည့်နေသတိထားနေမြင်အောင်ကြည့်တယ်ဆိုတာသတိထားတာကိုပြောတာဟုတ်လားသိနေတဲ့သဘောလေးဆိုကြပါစို့ဝင်လေထွက်လေလေးကိုသိနေတယ်ဘာမှလှုပ်ကြံစက်မပါဘူးလှုပ်စက်မပါဘူး तू ဖြစ်နေတာလေးကိုလိုက်သိနေုံလေးပဲကြိုးစားတာလိုက်ဖက်သိနေသဘောပေါက်ရလားအဲ့ဒါကိုပါခေါ်တော့ကာယကတ္တတတိတဲ့ ကာယကတာတတိယနဲ့ပဲအကျဲကြီးပဲဟုတ်လားလူရင်းမှတ်ရမယ်ဆိုလို့ရှင် အစုအဝေးကြီးကိုတတိထားလေတာအစုအဝေးကြီးဆိုတာဘာပြောဒီကိုကောင်ကြီးကိုပြောတာပို့ပြီးတော့လေးနေနေနဲ့ဆက်ပြသွားမယ်ဆိုရင်တော့ဒီကိုကောင်ကြီးမှာနောက်ထပ်နန်တက်တွေပါပါတော့မိပြီးတော့ဖြစ်နေတယ်ဟုတ်လားအဲ့တော့အဓိကတကယ်တမ်းစူးစမ်းရမှာဘာကိုရင်စစူးစမ်းရမှာလို့ဆိုရင်ရုပ်အစုအဝေးကြီးကိုအရင်သိအောင်စူးစမ်းရမှာဟုတ်လား ဲ့ဒီရုပ်အစုဝေးကိုဘုံဘုံတို့မြင်အောင်ကြည်နေတယ်တဲ့နိစ္စံကာယကတာတတိနိစ္စအမြဲတမ်းပေါ့နော်မလျှော့တဲ့ဇွဲလုံးလာနဲ့ဒါပေါ်မှာစိတ်ထားပြီးတော့နေတယ်အဲ့လိုမျိုးတတနာတမ္ပဇာနန္ဒတတိရှိတဲ့အစဉ်ဉဏ်ဉဏ်ရှိတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကအတ္တကိစ္ဆန္တိအာတဝါစောစောကပြောခဲ့တဲ့ဆင်းရဲကြောင်းပူလောင်ကြောင်းရှုပ်ထွေးကြောင်းအာတောတရားတွေဟာတဖြည်းဖြည်းနဲ့ကုံသွားလိုက်မိတယ်အဲ့တော့ကိုဖြစ်ချင်တာကဒီအနေထားမျိုးလို့ဘုံဘုံတို့ကအခြေခံ နော်ဒေသနာတော်တွေကိုနော်နာယူရင်လေလာလိုက်စားရင်နဲ့အမြင့်မှအရင်တီဆောက်ရမယ်ပေါ့နော်ပြောရင်ဒါတန်တရားဝိဒုက္ခကလွတ်မြောက်အောင်ငါလှုပ်တဲ့နေဆိုတဲ့အမြင့်မှပေါ့နော်အဲ့လိုလောက်ကြီးတန်တရားဝိဆင်းရဲကလွတ်ချင်တဲ့စိတ်ကြီးမရှိသေးဘူးဆိုရင်တောင်ဒါနဲ့တဆင့်လျှော့လိုက်တော့ပေါ့နော်မရှိသေးဘူးဆိုရင်တောင်အ ਨੇ ဆုံးတော့တန်တရားမှာတေချာတဲ့အနေအထားမျိုးလေးကိုတော့ရကျင်တဲ့စိတ်ဘာလို့ရှိတဲ့နေနော်အဲ့ဒါတော့လူတိုင်းရှိမယ်ထင်ပါတယ်နည်းနည်းလောက်ဘဝတန်တရားအကြောင်းကိုလေ့လာဘူးတယ် မြတ်စွာဘုရားဟောတဲ့ဒေသနာတွေကိုလေ့လာဘူးလေဆိုရင်အဲ့ဒါတော့ရှိကြမယ်ထင်ပါတယ်နော်အပေတော့ဘယ်သူမှမသွားခြင်းဘူးလေသေပြီဆိုရင်တော့အမကန်ကျက်ရှိခြင်းတယ်ပေါ့ဟုတ်တယ်မို့လားအဲ့ဒီအနေထားလေးလောက်တော့အနည်းဆုံးရခြင်းသင့်တယ်အဲ့တော့ကို့ဘဝမှာအဲ့ဒါလေးကိုပန်းတိုင်အနေနဲ့ထားသင့်တယ်ပေါ့နော်နော်ငါသေချာတဲ့အနေထားလေးကိုတော့ရအောင်လုပ်မယ်တခြားဘာမျိုးထက်မဆိုဒီဥစ္စာပိုတန်ဖို့ရှိတယ်ဒါပိုဖြစ်သင့်တယ်ဒါပိုပို့ပြီးတော့ငါရခြင်းတဲ့စိတ်ရှိသင့်တယ်ရအောင်လုပ်သင့်တယ်ဖြစ်အောင်လုပ်သင့်တယ် ဟောဒီထိဘာလို့မလို့သွားမယ်အဲ့ဒါလို့သွားမယ်ဆိုလို့ရှိရင်ဘုံဘုံတို့ဘာလို့ဖို့လို့တော့နေဆံကာယကတာတတိအမြဲတမ်းဒီရုပ်အစုအဝေးရဲ့ပုံမှာတတိရှိရမယ်အဲ့ဒါလို့တတိရှိနေလို့ရှိရင်ဆင်းရဲကြောင်းပူလောင်ကြောင်းနော်တန်တရာဝိဒုက္ခဝနော်ကျင်လေရာကြောင်းဒီတရားစိုးတွေဟာဘာဖြစ်သွားမလို့ချုပ်ငိမ့်သွားမယ်အဲ့တော့လှုပ်တဲ့နဲ့လှုပ်ဆိုတာဘာတော့ကာယကတာတတိနော်အဲ့တော့ကာယကတာတတိဆိုတာအနေပဲအကျေအကျေကြီးပဲအဘုံဘုံတို့ ကျေတွန်းဟောထားတာကာယကတာတတိတုတ်တန်ဆိုလို့ရှိရလေအဲ့ဒီတုတ်တန်ထဲမှာဆိုရင်မြတ်စွာဘုရားကာယကတာတတိကိုနော်16မျိုးတောင်ပြောထားတာရှိဟုတ်လားအဲ့ဒါ14မျိုးလောက်အကျဉ်းမြင်းလေးခေါင်းစဉ်သဘောမျိုးလေးလောက်ဖုံဖုံပြောပြမယ်နော်ကိုလုံနေတဲ့လောကဘယ်တည်းပါလဲဆိုတာလေးကိုနော်ယုံကြည်မှုနဲ့သိမြင်မှုနဲ့စိတ်အားတွေဖြစ်စေဖို့ဟုတ်လားဝင်လေထွက်လေကိုတတိထားနေတယ်ဒါနံပါတ်1ကာယကတာတတိပဲနော်ဝင်လေလေးဝင်သွားတယ်ဝင်မှန်းသိတယ် ွက်လေလေးထွက်သွားတယ်ထွက်မှန်းသိနေတယ်တခြားမှာသိနေတာမဟုတ်ဒီပြင်နေရာမှာစိတ်ရောက်နေတာမဟုတ်ဒီဝင်လေထွက်လေဝင်ထွက်နေတဲ့ပုံမှာပဲစိတ်ကိုရှိနေအောင်တတိနဲ့ထိန်းထားအဲ့ဒါပါတော့ကာခတာတတိသွားတယ်ရက်တယ်ထိုင်တယ်လျောင်းတယ်ဣရိယာပုတ်ကြီး၄ပါးထင်ရှားတဲ့အမူအရာကြီး၄မျိုးနော်အဲ့ဒါကိုလည်းပဲဖုံဖုံတို့တတိထားနေတယ်ထိုင်နေရင်လည်းထိုင်နေတာလေးပုံမှာတတိရှိတယ်ဘလိုပုံစံလေးထိုင်နေလဲဒါလေးပုံမှာစိတ်ရှိတယ်နော်အဲ့ဒါလည်းပါတော့ကာယကတာတတိပဲ ုတ်လားနောက်အသေးစိတ်အမူအရာလေးတွေဟုတ်လားရှစ်တဲနောက်ဆုတ်တဲကိုယ်တဲဆန်တဲငုံတဲမော်တဲစားတဲတောက်တဲကျင်းကြီးချင်းငယ်စွန့်တဲရေချိုးတဲအစာရှိတဲ့ဖြင့်နောက်ဒီခန္ဓာကိုယ်ကြီးကနောက်လှုပ်ရှားရင်းနဲ့ပဲရှင်သန်ရတာကို ဟုတ်လားအဲ့လိုမျိုးလှုပ်ရှားမှုမျိုးစုံအသေးစိတ်ကိုလည်းပဲသမဇာနာကာရီဟောဒီတိလျက်နဲ့ပြုတ်မတိပဲနဲ့ပြုတ်တာမဟုတ်မတိပဲနဲ့လှုပ်တာမဟုတ်တိပြီးတော့လှုပ်တယ်ဘာလှုပ်နေတယ်လဲဆိုတာကိုတိပြီးတော့လှုပ်နေတယ်သူလှုပ်နေတာကိုသူသိတယ်ပေါ့ ်ဘုံဘုံရဲ့ကိုလှုပ်နေတာကိုသိတာပေါ့လို့မထင်နဲ့နော်လှုပ်နေတာလည်းလှုပ်နေတာပဲကျွမ်းကျင်နေတော့သူ့သူသူလှုပ်နေတာပဲစိတ်ကတော့အဝေထိုးရင်ထိုးနေတာပဲလေဟုတ်တယ်မို့လားအင်းအဲ့ဒါလည်းပါတော့ကာကတာတိဟုတ်လားပြီးတော့ပါတော့ဆိုတော့စာမေမွေးခြင်းခြေတိလက်တိသွားရည်အစရှိတဲ့32ခုထာတာကိုစဉ်းစားဆင်ခြင်တာနော်တရားတွေကနားရည်ဝနေပါပြီနော်ဆန်တို့စပါးတို့ပြောင်းတို့နှမ်းတို့ပဲတို့ ਨੇ နော် အပြည့်ထည့်ထားတဲ့အိတ်ကြီးတစ်လုံးကိုအပေါ်ကနေပြီးတော့အိတ်ရဲ့အဝကိုစုပြီးတော့ကျိုးနဲ့စီချီထားလိုက်တယ်အဝေးကကြည့်တော့ဘာအိတ်ကြီးမှမသိဘူးဟုတ်လားအဲ့ဒါကိုမျက်စိအမြင်နဲ့ပြည့်စုံတဲ့လူတစ်ယောက်ကကျိုးဖြီးပြီးတော့တည်တည်ချာချာထဲထဲကိုနှိုက်ပြီးကြည်တ်ဒါကော့ဆံမဲဒါကော့ဇာပဲဒါကော့ပြောင်းမဲနှမ်းမဲအသေးစိ်ကုန်မြင်တယ်အဲ့လိုပဲတခာကိုဆိုာအဝန်ဖက်ပိ်ထာတဲ့အ်ကြ်လုံးပေါ့နော်အထဲထဲမှာဘာတွေထည့်ထားလဲဆိုတာကိုမြင်အောင်ကြည့်ရမယ်ကာယကတာတတိကိုပြောနေတာနော် ခေါင်းထဲမှာအုံနောက်တွေရှိတယ်အလွန်ရှုပ်တွေးတဲ့အစိပ်ပိုင်းကြီးပဲဒီခေါင်းကြီးကိုမြင်းကြည့်ဟုတ်လားလေချောင်းကနေအောက်ဆင်းသွားဟောအဆုတ်เนาะအဆုတ်နှစ်ခုကြားထဲမှာဘာရှိမလို့နှလုံးတုံတုံနဲ့ခုံးနေတယ်နှလုံးဟုတ်လားပြီးရင်သူ့အောက်ဆင်းသွားเนาะဝမ်းနဲ့ရင်းနဲ့ချားထားတဲ့ကြွသားရဲ့အောင်မှာအသေးဆိုတာရှိမယ်เนาะအဲ့ဒီအောင်မှာပန်ကရီးယားဆိုတာရှိမယ်ဟုတ်လားနောက်အစာအိမ်လေချောင်းကနေတစ်ဆက်သေးအစာအိမ်နဲ့တစ်ဆက်သေးဘာလာမလို့ဥသိမ်းဆိုပြီးတော့အတွန့်နေတွန့်ပြီးတော့ဘိုက်ထဲမှာ ခွေခေါက်နေတယ်အဲ့ဒီဥသိင်းနဲ့တစ်ဆက်တည်းဥမာကြီးတဲ့အစားအုံးတွေထည့်ထားတယ်နော်စီတွေပြည်နေတဲ့စီအိမ်ကြီးရှိမယ်သူ့ရဲ့အထက်သားမှာနော်တစ်ဆက်ဆက်စိတ်ကြာနေတယ်ကြောက်ကနှလုံးစီတွေကြာနေတယ်ကြောက်ကနှလုံးရှိမယ်ဒါပဲလေပစံရှိသောမရှိသောပညာတက်သောမတက်သောရုပ်လှသောမလှသောဘာကွဲပြားချမ်းသာမှုမှမရှိတဲ့တဘာဝအမှန်တရားကြီးရောနော်အဲ့ဒါကိုစဉ်းစားဆင်ခြင်အဲ့ဒါလည်းပါတော့ကာကတာတတိပဲလှုပ်လို့ရတယ်ဘာမှ